ိုက်လိုအဲ့လိုနေမျိုးမှာများဘင်းခံလိုက်ရလို့တော့မြောင်းလိုက်မှာတပါးတည်းပါသွားပါစေဆိုပြီးတော့ပြောတာပေါ့နော်တင်ញိုင်းပြောင်းနေတာလားမင်းအောင်လိုင်းဟုတ်ပါတယ်ဒါဝရန်ထုတ်ခံထားရတဲ့မင်းအောင်လိုင်းပေါ့နော်အဲမင်းအောင်လိုင်းကဒါဒီရက်ထဲမှာအဲရုရှားနိုင်ငံကိုသွားမယ်အဲသွားတာကလည်း ရင်မြင်းဒီဒုတိယကဘာစစ်ပြီးဆုံးတဲ့နှစ်80ပြည့်အခမ်းအနားပေါ့နော်ဒါစီးပြလုံမယ်ဆိုတဲ့အခမ်းအနားကိုသွားပြီးတော့တက်ရောက်မှာဖြစ်တယ်ပေါ့နော်အဲ့တော့အဲ့ဒီလိုမျိုးသွားပြီးတက်ရောက်တဲ့အပေါ်မှာပေါ့နော်တော်လန်ရေးကိုထောက်ခံအားပေးနေတဲ့ပြည်သူတွေကဟာမင်းအောင်လိုင်းတင်ချိုင်းပြောင်းပြီလားဆိုပြီးတော့ပြောနေကြတာရှိတယ်ပေါ့နော်အဲ့ဒါလေတကယ်တမ်းတွက်ကြည့်မယ်ဆိုရင်တော့ဟုတ်တယ်လို့ပြောရမှာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒါရုရှားရဲ့အခြေအနေကလည်းလက်ရှိယူကရိန်းနဲ့ အပြင်းထန်တိုက်ပွဲတွေဖြစ်နေတဲ့အနေအထားအဲ့လိုအနေအထားမှာဒါသူ့ကိုဖိတ်ခေါ်ပါတယ်ဆိုတော့ရုရှားနိုင်ငံကအစဒါမလုံခြုံတဲ့အနေအထားဖြစ်နေတာပေါ့ ဒါကြအဲ့ထဲမှာများရောပြီးတော့ပါသွားရင်ပုံမကောင်းဘူးလားဆိုပြီးတော့ဒါပြည်သူတွေကတွေးတာကျွန်တော်လည်းမျှော်လင့်တာပေါ့ပြည်သူတွေတွေးသလိုပဲအခုဒါသူအဲ့လိုမျိုးဒါကြီးညာလိုက်တယ်ပေါ့နော်အဲရုရှားနိုင်ငံကိုသွားမယ်ဆိုပြီးတော့သတင်းထွက်လာပြီးရဲ့နောက်မှာကိုပဲအဲရုရှားနိုင်ငံမော်စကိုကိုတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်ဆိုပြီးတော့လည်းဒါသူတို့ထုတ်ပြန်ထားတဲ့သတင်းတွေသိရတယ်ပေါ့နော်အဲ့ဒါတော့ဒါမော်စကိုမြို့ကိုဒါ drone နေနဲ့တိုက်ခိုက်တဲ့အချိန်မှာသူတို့တွေပြစ်ခတ်နိုင်ခဲ့တယ်တို့အဲလေစိတ်တွေယာယီပိတ်သွားတယ်တို့အဲဒီလိုပုံစံမျိုးတွေရှိတယ်ပေါ့နော်အဲရှိရောကြတော့ ဒီသူတို့ပြုတ်လုံးမဲ့အခမ်းအနားကဒါ၈ရက်နေ့ကနေ၁၀ရက်နေ့ထိပေါ့နော်အဲ၈ရက်နေ့ကနေ၁၀ရက်နေ့ထိလုံနေတဲ့တောအတွင်းမှာအပြစ်ခတ်ရက်စဲပေးပါဆိုပြီးတော့ဒါပူတင်ကပြောတဲ့ဟာကိုအဲဒါယူကရိန်းကပေါ့နော်လုံးဝသဘောမတူဘူးဒါဇလန်စကီးကလုံးဝဒါအမမခံဘူးပေါ့နော်အမမခံဘူးအခြားနိုင်ငံတွေကနေရောက်လာတဲ့အကြီးကဲတွေရှိနေမှာပေါ့နော်အဲအကြီးကဲတွေရဲ့လုံခြုံရေးကအစသူအမမခံပါဘူးဆိုပြီးတော့ပိတ်ပြောပလိုက်တာပေါ့နော်အဲ့ဒါအကြောင်းမလို့လေဒါပြည်သူတွေကမင်းအောင်လိုက်တင်းချိုင်းပြောင်းတာလားဆိုပြီးတော့ပြောတာ ဒါကျွန်တော်တို့အားလုံးမျှော်လင့်တာပေါ့အဲ့လိုအဲ့လိုနေမျိုးမှာများဘင်းခံလိုက်ရလို့တော့မြောင်းလိုက်မှာတပါးတည်းပါသွားပါစေဆိုပြီးတော့ပြောတာပေါ့နော်နောက်ထပ်ဝမ်းသာစရာအဲ့လိုများဘင်းခံရရင်သူတင်မဟုတ်ဘူးသူ့ရဲ့မိန်းမကျူကျူခေါ်ပါပါမှာဘာလို့လဲဆိုတော့ဒါကျူကျူခေါ်ကိုလည်းအခုဒါဒီရုရှားကပေါ့နော်တရားဝင်ဖိတ်ကြားရတယ်ဆိုတဲ့ပုံစံမျိုးနဲ့သူက first lady ပေါ့နော်အဲအဲ့လိုပုံစံမျိုးနဲ့သူကဂုံယူဝင်ကြွားစာနဲ့အိုက်ပွဲကိုတတ်မှာပေါ့နော် သူကလည်းပြောရမယ်ဆိုရင်အရန်ကုန်မှာပေါ်ပူလာဖြစ်နေတာပေါ့သူတို့လင်မယားမြောက်ကအဲ့လိုပဲပေါ့နော်အဲသူတို့ရဲ့အကြောင်းနေအဲခုနလိုဒါသတင်းဌာနတွေမှာပဲဖြစ်ဖြစ်မီဒီယာတွေမှာပဲဖြစ်ဖြစ်အဲ့လိုမျိုးပါလာပြီဟေ့ TV စီစဉ်တွေမှာပဲဖြစ်ဖြစ်ပါလာပြီဟေ့ဆိုရင်အရန်ပျော်ရွှင်တတ်ကြတယ်ဆိုပြီးတော့လည်းသိရတာဟုတ်အဲကျူကျူကောဆိုလည်းသူကဒီစစ်တပ်တို့မဂဇင်းတွေမှာအစပေါ့နော်အဲသူကစာ စာတွေမတောက်တစ်ခေါက်ရေးတယ်ပေါ့နော်ရေးတဲ့ခါမှလည်းအဲ့လိုစလုံးပေါင်းတပ်ပုံတွေပါတယ်မမှန်ဘူးပေါ့အဲအဲ့မှာဒါစောင်းမားပုံစံမျိုးတွေရေးတာမျိုးတွေလည်းသူကလှုပ်တယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးဒါဇနီးမောင်နှံပေါ့နော်ဇနီးမောင်နှံတူရှင်တွဲပြီးတော့သွားမယ်အချိန်မှာဒါယူကရိန်းကလည်းအဲ့လိုနေရူးနေမြက်ကိုဒါပိတ်ပတ်ပြီးအောင်များဆော့ပလိုက်တယ်ဆိုရင်ဒီလူတွေပါအာလုံးဝအစနာပြောင်းမဲ့ဂိမ်းဖြစ်နေတာ哦အဲကျွန်တော်ကဒီလိုမှန်းသိကွာသူတို့တမိသားစုလုံးသွားပါလားဆိုပြီးတော့ ါဆူတောင်းကြရလည်းရှိတယ်ပေါ့နော်ကျွန်တော်တို့လက်မျောလင့်တယ်အပြီးတော့သူတို့နဲ့အတူတူဒါစစ်ဘိုလ်ချုပ်အချို့လည်းပါသွားမယ်ဆိုတော့ဒါကကောင်းတယ်ပေါ့နော်အပြီးတော့တစ်ဖက်ကပြန်စင်းစားမယ်ဆိုလဲမင်းအွန်လိုင်းကဒီလိုမျိုးတွေသွားတိုင်းမှာသူကဒီစစ်ဘိုလ်ချုပ်တွေခေါ်ခေါ်သွားတယ်အပြီးတော့သူတို့စစ်ဘိုလ်ချုပ်တွေမှမဟုတ်ဘူးဆိုရင်အဲစစ်ဘိုလ်ချုပ်တွေကမိသားစုတွေခေါ်သွားရရှိရှေ့မှာလည်းအဲ့လိုဖြစ်စဉ်ဖြစ်ရတည်းရှိတယ်အဲ့ဒါအတော့သူ့ကိုအာနာသိမ်းမှာကြောက်တာမျိုးတွေပေါ့နော်အတူအဲ့လိုမျိုးသွားနေစေတော်တွင်းမှာအဲနောက်မှာခုနကလောအာနာသိမ်းလိုက်မှာကြောက်တော့သူတို့ရဲ့မိသားစုတွေတစားကန်အနေနဲ့ ခေါ်သွားတယ်ဆိုတော့ယူဆရတဲ့ဖြစ်စဉ်ဖြစ်ရတဲ့ရာလည်းရှိမှလည်းရှိထားတာပေါ့နော်အခုတော့အဲ့ကောင်တွေကလိုက်သွားပြီးတော့အဲ့ကောင်တွေပါအခုနလိုမျိုးဖြစ်စဉ်ကြီးတွေဖြစ်လာရင်အတူတူတေဘဝင်ရမယ့်ပုံစံမျိုးတွေဖြစ်နေတာဟုတ်အဲ့ကြောင့်တစုတဝေးကြီးတည်းများဖြစ်လာလိမ့်မလားဆိုပြီးတော့ကျွန်တော်တို့ကလည်းမျှော်လင့်မိတာပေါ့နော်အယူကရိန်းသမ္မတဒါဇယ်လန်စကီကိုလည်းအာတောင်းဆိုတယ်ပေါ့နော်တောင်းဆိုတယ်အဲ့လိုနေမျိုးမှာပေါ့နော်အဲခုနမော်စကိုကိုတိုက်တဲ့ဒါ16စင်း19စင်းမကတဲ့ဒရုန်းတွေနဲ့ပေါ့နော်အစင်းယာနဲ့ခြေပြီးတော့တိုက်ခိုက်နိုင်ပူကောင်းပါပဲဆိုပြီးတော့လည်းဒါကျွန်တော်ကလည်းတောင်းဆိုတာပေါ့လေ သူတို့ထင်ပေါ်ကျင်တဲ့စိတ်အဲပြီးတော့အရာဝင်ကျင်တဲ့စိတ်ပေါ့နော်အဲအဲ့လိုမျိုးတွေကြောင့်မလို့သူတို့သွားမဲ့ဟာပေါ့ဒါပြည်သူတွေကမင်းအွန်လိုင်းသင်ချိုင်းပြောင်းပြီလားဆိုပြီးတော့ပြောကြတဲ့တဲ့င်းပေါ့နော်အဲဒါကလည်းဒါထူးခြားတယ်လို့ပဲပြောရမယ်ပေါ့နော် အဲသူ့နိုင်ငံမှာသူ့ရဲ့စစ်သားတွေအများကြီးအဲတည်ဆုံနေတဲ့အနေထားမှာပေါ့နော်အဲသူကတော့ဟိုမှာသွားပြီးတော့သူများနိုင်ငံရဲ့စီးရေးပြခန်းသားမှာသွားပြီးတော့သူကဂုံပြုတ်ပေးအောင်မှာပေါ့သူ့နိုင်ငံရဲ့စစ်သားတွေကတော့တောက်တော့လဲအနေထားတွေဖြစ်နေတာပေါ့နော်ချင်းဒီကောင်းတဲ့နေရာသူတို့အတွက်တနေရာမှမရှိတဲ့အနေထားပေါ့နော်အဲ့လိုအနေထားဖြစ်အောင်လဲအခုဒါလင်းနစ်ပြစ် VD ရဲ့တပ်သားတွေကစုံနေကြတာအများကြီးပေါ့နော်အာဒါမနေ့ကဒါတော်လိုင်းတပ်ဖွဲ့တွေပေါ့နော်ဒါ VD ရဲ့တီထောင်ချင်းဒါလင်းနစ်ပြစ်ပေါ့နော် အဲအမြဲတမ်းမှာအခုကျွန်တော်တို့ဒါစကားဝိုင်းနေလှုပ်ဖြစ်တဲ့အင်တာဗျူးတွေပြောဖြစ်တဲ့တက်ဖွဲ့တွေနဲ့စကားပြောရတဲ့အချိန်မှာတက်ဖွဲ့တွေကကြွေးကြော်တဲ့အတန်တစ်ခုရှိတယ်အဲ့ဒါက290သားတွေကိုကျွန်တော်တို့လင်းနစ်သားတွေကအုပ်ပြနေပြီဆိုပြီးဟာအဲ့ဒါမိုက်တယ်အခုတကယ်ကိုအဲ့လိုမျိုးအနေထားဖြစ်အောင်လှုပ်ပြနေတာဗောနော်အဲ့တော့သူတို့ပြောတဲ့အဲထဲမှာဆိုရင်အဲကျွန်တော်တို့လင်းနစ်သားတွေကဗောနော်ကျွန်တော်တို့သွားပြီးတော့သူတို့ကိုတိုက်တဲ့အခါမှာသူတို့ဘက်ကဒါဖန်းစီရမိတာတွေပဲဖြစ်ဖြစ်တေဆုံးတာတွေပဲဖြစ်ဖြစ်ကြိလိုက်မယ်ဆိုရင်တဲ့ အဲစစ်မှုတန်းတက်တန်းပေါ့နော်ဒါအနည်းဆုံး2 20 2 30 15 20နှစ်ဒါမျိုးပုံစံမျိုးတွေရှိတဲ့ဒါဝါရင့်ပေါ့ပြောရမယ်ဆိုသူတို့ဘက်ကလူဟောင်းပေါ့အဲစစ်ကောင်စီဘက်ကလူဟောင်းဆိုတဲ့စစ်သားတွေတောင်မှဖမ်းခံရတာတွေတိုက်ဆုံတာတွေရှိတယ်ပေါ့နော်အဲပြီးတော့သူတို့စီမှာရှိတဲ့အဆင့်မြင့်အရာရှိကြီးတွေပေါ့နော်အဲပြောရင်ဒုတိယဗိုလ်မှူးအဆင့်နေဗိုလ်မှူးအဆင့်နေအဲဗိုလ်မှူးအဆင့်နေအဲပြီးတော့ဒါကလို့ဒါဗိုလ်မှူးချုပ်အဆင့်နေအထိဖန်ခံရတဲ့အနေထားအထိရှိလာတယ်ဒါအင်းတော်မှာဆိုရင်ခုံခုံတက်မှမဖန်ခံရတော့အဲကြတော့ ကျွန်တော်တို့၄နှစ်ပဲရှိသေးတဲ့ဒါ PDF တပ်ဖွဲ့တွေကအဲ့လိုမျိုးလုံနိုင်နေတယ်ဆိုတဲ့ဟာကဂုံယူစရာကြီးဆိုကျွန်တော်လည်းတကယ်ဂုံယူတယ်တကယ်သူတို့က၄နှစ်လို့သာပြောတာတကယ်တကယ်တမ်းပြန်တွက်ကြည့်မယ်ဆိုရင်၄နှစ်တောင်မရှိသေးဘူး တိုက်ပွဲဝင်ရတဲ့အနေထား၄နှစ်တောင်မရှိသေးဘူး။အဲစုဖွဲ့ရတာတွေပြင်ဆင်ရတာတွေတင်နှံ့တက်ရတာတွေပေါ့နော်။အဲစုဆောင်ရတာတွေအဲတိဆောက်ရတာတွေအများကြီးအနေထားအများကြီးရှိတယ်။အဲ့ဒီအချိန်တွေပါတွက်ကြည့်မယ်ဆိုရင်အာအဲ့ဒီအချိန်တွေပါတွက်ကြည့်လို့လင်းနေဖြစ်တာပေါ့နော်။အဲလုံးမတိုက်ပွဲဝင်တဲ့အချိန်ကနေစပြီးတွက်ကြည့်မယ်ဆိုရင်ဒါနှစ်နှစ်ကျော်လောက်ပဲရှိသေးရအောင်။အဲအဲ့ဒီအနေထားတစ်ခုကနေအခုဆိုအများကြီးလှုပ်ပြနိုင်နေတယ်။အဲပြီးတော့အတွေ့အကြုံတွေနဲ့ပတ်သက်ရင်လည်းအခုဆိုအတွေ့အကြုံတွေပို့ပို့ပြီးတော့များလာတယ်။ မြို့သိမ်းတိုက်ပွဲတွေ့ကြုံနေရှိလာတယ်။စခန်းသိမ်းတိုက်ပွဲတွေ့ကြုံနေရှိလာတယ်။ဟိုနေ့ကဒါကျွန်တော်ပြည်သက်ကောင်းဆောင်တောင်းနဲ့စကားပြောရခြင်းပါ။အားရကြရည်ပေါ့နော်။အဲ့ညီလေးဆိုရင်ဒါကျွန်တော်ကဒါအစိုးပိုင်းကာလာကနေကကျွန်တော်နဲ့တကယ်ကိုတင်းရင်းနှစ်နီးပေါ့နော်။ညီကိုလိုပုံစံနေခဲ့တဲ့ညီလေးပေါ့နော်။အဲသူကလည်းဒါအခုဆိုရင်တပ်ဖွဲ့တပ်ဖွဲ့ရဲ့ဒါကောင်းဆောင်အနေနဲ့သူတိုက်ပွဲဝင်နေတာပေါ့နော်။အဲသူပြောရခြင်းပါကိုလည်းအဲ့လိုအားရကြကောင်းတာ။အာအကိုကြီးတဲ့ကျွန်တော်ကလည်း အရင်တော့အလိုမျိုးတွေပြစ်ပြေးရတာပေါ့နော်အရင်တော့အကြပြစ်ပြေးရအဲအရင်တော့အလိုမျိုးပြစ်ပြေးအစ်မဟုတ်တော့ဘူးတဲ့ကျွန်တော်တို့ကလိုက်ပြီးကျုံးတဲ့အစဉ်ဖြစ်နေပြီပေါ့နော်အဲပြီးတော့ကျတော့တစ်ခါကြီးကြရင်လည်းဒီကောင်းနေမလာရဲလို့ကိုသွားခေါ်ရတဲ့အနေထားအကြောင်းဖြစ်နေပြီပေါ့နော်အဲလိုပုံစံမျိုးတွေကဆစနီးဖြူရတယ်လှုပ်ပြီးတော့တိုက်နေတဲ့အနေထားပေါ့နော် ဒါပေမဲ့အဲ့ဒီအဖွဲ့တွေကပြည့်စုံလားဆိုတော့မပြည့်စုံဘူးเนาะဒါပေမဲ့အဲသူတို့ရဲ့ဆွမ်းဆောင်ရည်တွေအဲဒါနိုင်လူစိတ်ပြင်းထန်တာတွေကြောင့်မလို့အောင်မြင်မှုတွေရတယ်ပေါ့နော်အဲပြီးတော့အကုန်လုံးကလည်းဒီအောင်မြင်မှုရဲ့အရသာတွေကိုသိလာတဲ့အခါမှာပို့ပို့ပြီးတော့စားလောင်လာတယ်အဲဒါကြောင့်ပို့ပြီးတော့တိုက်ပွဲဝင်နိုင်ဖို့အတွက်ကိုပဲစူးစမ်းကြတယ်အဲပြီးတော့ပြည်သူတွေအနေနဲ့လည်းအခုလိုမျိုးနေရက်တွေကိုပို့ပြီးတော့မျှော်လင့်နေတာဟိုဘာဖြစ်လို့လဲဆိုတော့ဒီစစ်ကောင်စီပေါ့နော်ပြည်သူလူထုကို night attack scene လောက်ခဲ့တဲ့အာနာရှင် ဥဆောင်နေတဲ့စစ်ကောင်စီကပေါ့နော်အခုလိုမျိုးကြာရှုံးကန်းတွေကိုပြည်သူတွေကမြေရင်ချက်ရင်နဲ့ဒါကြည်ကျင်နဲ့နားထောင်ကျင်နဲ့တွေ့ကျင်နဲ့ဆန္ဒတွေကကြာခဲ့ပြီရောအခုကျတော့အဲ့လိုနေထားရတဲ့ဖြစ်လာနေပြီပေါ့နော်အဲပြီးတော့ဒါ PDF တပ်ဖွဲ့တွေဘာတွေကောင်းမွန်လာလဲဘာတွေပြည့်မီလာလဲဘလို့တွေတိုးတက်လာလဲဆိုတာကြည်ရင်ဒါစုဖွဲ့မှုတွေကောင်းလာတယ်အဲအရင်တုန်းကတော့တက်ဖွဲ့ပုံစံပေါ့အခုတော့တက်ပုံစံနေစုဖွဲ့နိုင်တဲ့အနေထားရည်ထိရှိလာတဲ့တက်တွေလည်းအများကြီးဖြစ်လာပြီပေါ့နော်အဲအလုံးကဒါကဏ္ဍပေါင်းစုံပေါ့နော်အဲဒရုန်းဆိုဒုံးဖွဲ့ ဆက်သွေးရေးဆိုဆက်သွေးရေးအဖွဲ့ထုတ်လို့ရေးဆိုထုတ်လို့ရေးအဖွဲ့တိုက်ခတ်ရေးဆိုတိုက်ခတ်ရေးအဖွဲ့ပြီးရင်ထောက်ပံ့ပို့ဆောင်ရေးထောက်ပံ့ပို့ဆောင်ရေးစေးဆိုစေးအဲ့လိုမျိုးပုံစံမျိုးတွေကိုတက်ဖွဲ့အသီးသီးမှာစုဖွဲ့နိုင်တဲ့အနေထားတွေလည်းဖြစ်လာနေပြီဒါတကယ်ကိုကုန်ယူစရာကောင်းတယ်ပေါ့နော်နောက်တစ်ခုကဒါအချင်းချင်းရင်းနှီးမှုတွေပိုရလာတယ်အဲ့ဒါတော့စုပေါင်းတိုက်ပွဲဝင်တဲ့အကျိုးတွေပေါ့နော်ဒီတက်ဖွဲ့ဒီနေရာမှာတိုက်ဖို့အတွက်ကိုတခြားနေရာကတက်ဖွဲ့တွေကလာကူကြတယ်ဟဲ့ပြီးရင်အဲ့အခြားနေရာကတက်ဖွဲ့တွေတိုက်ဖို့အတွက်ကိုဒီနေရာအဖွဲ့တွေကပြန်သွားကူကြတယ် အဲအဲ့လိုမျိုးပုံစံမျိုးတွေကမြေပြင်မှာအများကြီးဖြစ်လာနေပြီအဲတော့ကျတော့အချင်းချင်းရင်းနှီးမှုတွေပိုရလာတဲ့အဲငါတို့လည်းပြီးရင်မင်းတို့လည်းလာခဲ့မယ်အဲမင်းတို့လည်းပြီးရင်ငါတို့လာကူအောင်ဒါမျိုးပုံစံမျိုးတွေပေါ့နော်အားလုံးရဲ့ကြားထဲမှာအဲ့လိုဒါချိတ်ဆက်မှုတွေဆက်နွယ်မှုတွေရှိလာတယ်အဲ့ဒါတွေကဘာကောင်းလာလဲဆိုတော့အဒီတက်ဖွဲ့က drone မရှိဘူးဆိုရင်ရှိတဲ့ဖွဲ့ကနေပြီးကူပြီးတော့ဖြည့်ပေးလိုက်တာမျိုးအဲဟိုတက်ဖွဲ့က sniper မရှိဘူးဆိုရင်ဒီတက်ဖွဲ့ကသွားပြီးတော့ကူပစ်တာမျိုးအဲ့လိုမျိုးပုံစံနေရစီဖြစ်လာတော့ကြတော့ဘဲတက်ဖွဲ့ပဲတိုက်ပွဲဝင်ဝင်အခုဆိုပြည့်စုံတဲ့နေသားတစ်ခုလို့ပြောလို့ရတော့မယ် ဘာဖြစ်လို့လဲဆိုတော့ကုဝေးနိုင်တဲ့တကယ်မဟာမိတ်အစ်စ်တရားအများကြီးများလာပြီဟုတ်အဲနောက်တစ်ခါတော့ဒါလက်နက်ခဲရန်နေကိုတိုင်းထုတ်လုပ်နိုင်တာတွေရှိသလိုပေါ့နော်အဲစစ်ကောင်စီဘက်ကနေပြီးတော့လေအဲဖြည့်တင်းပေးနေရရှိတယ်အဲအဲ့လိုပဲပေါ့အခုနောက်ပိုင်းဆိုရင်အဖွဲ့တွေကအဲကျွန်တော်တို့ကြီးပဲပေးခဲရမယ်ပေးကြီးစံမှုခဲရမှုပဲပေးအဲလက်နက်အတွက်ကစစ်ကောင်စီရှိတယ်ဆိုပြီးပြောကြတဲ့အဖွဲ့တွေလည်းအများကြီးပဲအဲလက်နက်ကတဲ့လိုရင်ဒီကောင်တွေသွားတိုက်လိုက်အောင်ပဲဆိုပြီးဖြစ်လာတဲ့အဖွဲ့တွေလည်းအများကြီးရှိလာတယ်ဒါအဖွဲ့တိုင်းတော့မဟုတ်ဘူးပေါ့ဒါပေမဲ့အဲအဲ့လိုအဖွဲ့တွေရှိလာနေပြီပေါ့ဒါကလည်းတိုးတက်လာတာပေါ့ အရင်တုန်းကဒါကျွန်တော်တို့တွေအများကြီးတက်ဖွဲ့တွေကခက်ခဲကြရတယ်လက်နက်ကအစစင်းစားရတယ်တခါတကြရင်အလိန်ခံရတာရှိတယ်အတခါလေးကြရင်ဒီလက်နက်တစ်လက်ရောက်ဖို့အတွက်ကိုလာပေါင်းများစွာစောင့်ရတာရှိတယ်အခုကျတော့အဲ့အဆင့်တွေကိုကျော်လွန်လာပြီအဲ့အဆင့်တွေထက်ပိုကောင်းလာပြီပေါ့ပိုပြီးတော့ပြည့်စုံလာပြီအဲလိုအပ်ချက်တွေကတော့အများကြီးပါပဲအဲဒါပေမဲ့အဲ့လိုအပ်ချက်တွေကအဲတဖြည်းဖြည်းနဲ့တော့ဗောနော်အဲအဖွဲတွေကြားထဲမှာအဲပို့ပြီးတော့ဒါအဆင်ပြေချောမွေးလာတဲ့အနေထားရရှိလာတယ်ဗောနော်အဲချိုးဖွဲတွေဆိုရင်အဲကိုယ်တိုင်ထုတ်လုပ်နိုင်တဲ့လက်နက်တွေက လုံးဝဆက်ယုံထုတ်လက်နက်တွေနီးနီးကိုကောင်းမွန်တဲ့လက်နက်တွေတွေ့ရတယ်။အဲ့ဒါလည်းအားရစရာကောင်းတယ်ပေါ့နော်။ကျွန်တော်တို့တပ်ဖွဲ့တွေကိုအထင်မသေးနဲ့။ကျွန်တော်တို့စီကတပ်ဖွဲ့တွေအကုန်လုံးကကိုယ်စွမ်းညံစွမ်းရှိတယ်။တီထွင်နိုင်မှုစွမ်းတွေမြင့်ကြတယ်။ပြီးတော့လေ့လာမှုတွေအားကောင်းကြတယ်။ဥဆောင်နိုင်မှုစွမ်းရည်တွေရှိတယ်ခေါင်းဆောင်မှုစွမ်းရည်တွေရှိတယ်တကယ်ဥဆောင်နေတဲ့သူတွေကလည်းတကယ်အရေးချင်းပြည့်ဝတဲ့ခေါင်းဆောင်တွေဖြစ်နေတာတွေအများကြီးတွေ့ရတယ်အဲဒါကြဒီတပ်ဖွဲ့တွေဒါလင်းနစ်ပြည့်သွားပြီဖြစ်တဲ့အတွက်ပေါ့နော်တကယ်ကိုလိုက်လိုက်လဲလဲနဲ့ ဂုံယူပါတယ်လက်လက်လဲလဲနဲ့လေးစားဂုံပြုတ်ပါတယ်ဗောနော်ဘာဖြစ်ဖြစ်ဒီလိုတက်ဖွဲ့တွေကခုနလို90သားကိုဖြုတ်နေတဲ့အရာသားတွေကဘာနဲ့မှမလဲနိုင်ဘူးဆိုတာလေဒီနေရာကနေပြောချင်တယ်ဗောနော်အဲ့တော့ကြတော့ဒီရက်ထဲမှာမျောလင်းမိတဲ့ဆူတောင်းတစ်ခုလည်းရှိတယ်အဲ့တော့မင်းအောင်လည်းအတင်းချမ်းကရုရှားဖြစ်ပါစေဗောနော်နောက်တစ်ခုကအဲဒေါ်လာရင်တက်ဖွဲ့တွေအခုလိုမျိုး၄နှစ်ပြည့်မြောက်သွားပြီးရဲ့နောက်ပါဗောနော်နောက်ထပ်အောင်မြင်မှုတွေဘယ်လိုတွေယူကုန်မလဲအဲဘယ်လိုတွေအောင်မြင်မှုတွေရအောင်မလဲဆိုတဲ့ဟာကိုလည်းရင်ခုန်စိတ်လှုပ်ရှားမိပါတယ်ဗောနော်ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့တွေ အဲလိန်ဖယ်လိန်ဖယ်ပဲပြောပြောပေါ့နော်မပြည့်မစုံဘူးပဲပြောပြောဒီနေ့ဒီချိန်ထိဒီခီးကိုရောက်လာတယ်ဒီအောင်မြင်မှုတွေကိုရလာတယ်ဆိုတဲ့ဟာတွေကအားလုံးရဲ့စုပေါင်းခွန်အားတွေဖြစ်တယ်စူတောင်းလေးတစ်ခုကစဒီတပ်ဖွဲ့တွေအတွက်အားရင်နေဖြစ်စေတယ်ပေါ့နော်အဲ့တော့ဒီလိုပဲကျွန်တော်တို့တက်နိုင်တဲ့အလုပ်တွေမှာဆက်ပြီးတော့လုပ်ကြမယ်ပါဝင်ကြမယ်အဲစီလုံးညီညွတ်ပြီးတော့ဒါအောင်မြင်မှုတွေရယူနိုင်တဲ့အထိသွားကြပါမယ်လို့ဒီနေ့ကနေပြောချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်